ပါခင်ဗျာ Excellent KN ပြန်လဲကြိုးလေးပါတယ်ဒီနေ့ကျွန်တော်တို့ Unit 50မှာပါတဲ့ listening လေးကိုအတူတူဖြည့်ကြည့်အောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမိကုံးလေးကြည့်ကြအောင်အနာဝါခရစ်စုရဲ့ဒေဝအင်မီတာဂျာဒူကိုဂျီလ်မိုနဲ့တဖဲပိုစီကိုအနာနဲ့ခရစ်ရဲ့စကားပြောဖြစ်ပါတယ်ခေါင်းခေါင်းနားထောင်ပြီးတော့မိကုံးကိုဖြည့်ဆိုကြည့်ပါတယ်ယောကြားရဲ့ဂျီဘွန်အော်တေယိုအမျိုးသမီးရဲ့အိမ်ကဘယ်လိုလဲအာမဂျွန်ကိုစုဂိုသူမိုသူဂိုရုစီကို မှန်ကန်တဲ့ဟာကိုအားလုံးကိုရွေးချယ်ပါတဲ့မိကုန်းလေးဖတ်ကြောင်းဂျီပီနော်ပစမီတာအင်ကကျေပါတဲ့ဂျီပီကက်ကွတ်ထမ်နီတာအင်ကတန်ရှင်းတက်ရပါတဲ့ဂျူယွန်းနီဂျိုယုံငမ်နီတာပဝင်းချင်းကတိတ်ဆိတ်ပါတဲ့ဂေယိုထုံကြီးဖျော်လေးဟမ်နီတာလမ်မန်ဆက်တေကြီးကအဆင်ပြေပါတဲ့ဆိုတော့ဒီပြောထားတဲ့ထင်မှာမှကျွန်တော်တို့ကအားလုံးကိုရည်ရွယ်မှာဖြစ်တယ်ပေါ့နော်နှစ်ပုတ်ဖြစ်ဖြစ်သုံးပုတ်ဖြစ်ဖြစ်ပေါ့နော်အဲတက်နေတုံးလေး ဘယ်အမှန်နေမလဲကျွန်တေ듣기1안나와크리스의대화입니다잘듣고질문에답해보세요어서와집찾기힘들지않았어지하철역에서가까워서쉽게찾았어이사한곳축하해집이정말좋다고마워햇빛이잘들어오네집이밝아서 따뜻해 보여. 응, 전망도 좋고 시끄럽지 않아서 살기 좋아. 오케우리그야메 고란 피해지메 보노 나마지노리 앞시리리 찰라타이지 어서와 집착이 힘들지 않았어? 어서와 응 원나게 와보. 집착이 힘들지 않았어요? 인샤라 비방게 울라. 지하철역에서 가까워서 쉽게 찾았어요. မြေယုတ်တာဘူတာနဲ့နီလိုမိုလိုလွယ်ကူစွာရှာဖွေခဲ့ပါတယ်။အီဇာဟန်ကောချုခါရဲ့အိမ်ပြောင်းတာကိုဂုဏ်ပြုပါတယ်။ဂျီပီဂျုံမာဂျိုတာအင်ကတကယ်ကောင်းတာပဲ။ဂွန်မာဝကျေးဇူးတင်ပါတယ်။ဟဲပီချီဂျာတော်ဦးနဲ့နီလင်းယောင်ကကောင်းကောင်းဝင်တာပဲ။ဂျီပီဘာကာဆောတတ်တဲ့ဘိုယောအင်ကကြည်လင်းလို့မို့လို့နှွေးထည့်တဲ့ပုံမြင်ရတဲ့ 음춤만도좋고시끄러지나서살기좋아음인예시휴킹아래ကောင်းပြီတော့ဗောနော်နာမည်မစူညာတဲ့အတွက်နေထိုင်ရတာကောင်းမှန်ပါတယ်ဆိုပြီးတော့ငွေကြေးနှစ်ယောက်ပြောတာတွေဗောနော်ဆိုတော့အောက်ကမိကွန်းလေးကိုတစ်ချက်လောက်ဖက်ကြောက် GP North Sunida အင်ကကျေပါတယ်တဲ့ဆိုတော့ဒီဘောအထဲမှာအဲဒါနဲ့ပတ်သက်ပြီးပြောတော့တာမပါဘူးဗောနော်โอเคနံပါတ်2ကြောက် ဂျပီကဲကွက်ထပ်နေတာအိမ်ကတန်ရှင်းတက်ရပါတယ်အဲဒီကြောင့်လည်းပြောထားတာမရှိဘူးပေါ့နော်โอเคနံပါတ်3ကြောက်ဂျိုယွန်းနီဂျိုယွန်းငတ်မိတာပဝင်းချင်းကတိတ်ဆိတ်ပါတယ်တဲ့မှန်တာပေါ့ဂျမန်တို့ဂျိုကိုရှီကရော့ဂျီယနာဆိုမစူညာတဲ့အတွက်နေတန်းရတာကောင်းတယ်လို့ပြောထားတယ်ပေါ့နော်ဆိုတော့နံပါတ်3ကမှန်သွားပြီနံပါတ်4ကြောက်ဂျိုထုံးကြီးဖြောလေးဟမ်နီတာလမ်းမဆက်တဲ့ရေးကအဆင်ပြေတယ်ဆိုတော့မှန်တာပေါ့ဒီမယ်လीအ ကြီးအချရောကေစောကာကောစောရှစ်ကေသာသသောမြေတာဘုဒ္ဓနဲ့နီလုံးမို့လို့လွယ်ကူစွာနဲ့ရှားဝေခဲ့ပါတယ်ဆိုတော့နံပါတ်၄ရလေမှန်နေโอเคဆိုတော့ဒီထဲမှာမှန်ကန်တဲ့ဟာကနံပါတ်၃နဲ့နံပါတ်၄ကိုရွေးလိုက်တယ်โอเคအဖြစ်မှန်လားမသိဘူးကျွန်တော်ရှင်းပြတာကတော့နားလေလားမသိဘူးပေါ့နော်ဆိုတော့နောက်တစ်ပုတ်ကျွန်တော်တွားကြအောင်ဂျီကွန်စားသောဂျီပီမောင်းမဲတော်ရောအခုနေတဲ့အိမ်ကတဘောကြရလားတဲ့ဝေါ်လ်ဆဲ လာစာကောင်းလားလာတာများလားနေလားပြိုထုံလမ်းမဆက်တဲ့ကြီးချီဆောအဆောက်ခုကီအရွယ်စာအကျဲပေါ့နော်ဤဥအိနီနာချင်းဂျူဗျန်ပဝင်းချင်းโอเคအနပတ်တက်ပြီးတော့အခက်ဖြတ်တော်တော်ပြောတာပေါ့နော်โอเคဆောက်ကမိကွန်းလေးကြောက်အဲ့လစ်ကွာဂျာမီလာရဲ့ဒေဝါအင်မီတာဂျာလ်ဒိုကိုဂျီလ်မိုနဲ့တပေပိုစီကို အဲ့လင်းနဲ့ဂျာမီလာရဲ့စကားပြောဖြစ်ပါတယ်ခေါင်းကနာထောင်ပြီးတော့မေကွန်ကိုပြေဆိုကြည့်ပါတဲ့နမ်ဂျာကဝေအီဆာရူဟာကွရှ်ဖိုဟေယိုအမျိုးသားကဘာလို့အိမ်ပြောင်းခြင်းရတာလဲအာလ်မာဂျွန်ဂူရီမူဂိုဒူစီကိုမန်ကန်တဲ့တပုံကိုရွေးချယ်ပါတဲ့1 2 3ပေးရဖြစ်သားမလဲနံပါတ်1ကြာမန်နွန်ကောဆူဂိုဒူစီကိုမန်ကန်တဲ့ဟာကိုရွေးချယ်ပါတဲ့နမ်ဂျာနောဟန်ဒါလ်ဂျွန်နဲ့အီဆာရူဟက်စမီတာအမျိုးသားဟာတလမတိုင်ခင်က အိမ်ပြောင်းခဲ့ပါတဲ့။နမ်ဂျာနောယောဂျာဝါဘူထုံဆန်နဲ့ကာလကောရှင်နီတာအမျိုးသားဟာအမျိုးသမီးနှင့်အိမ်ချမ်းမီကျိုးဆောင်စီကိုဘွားမဖြစ်ပါတဲ့။နမ်ဂျာနောယောဂျာရဲ့ deep ကျူရင်းကွာအီယာဂီဒူဟက်စ်နီတာအမျိုးသားဟာအမျိုးသမီးရဲ့အိမ်ပိုင်ရှင်နဲ့စကားပြောခဲ့ပါတယ်။ဆိုတော့ကျွန်တော်တို့လေမိကွန်လေးတွေကိုတရားပတ်မယ်ဒီစနီပိုင်းလေးကိုနားထောင်ပြီးတော့အပြေလေးတွေဖြည့်ကြည့်ရအောင်။ 듣기 2. 에릭과 자밀라의 대화입니다. 잘 듣고 질문에 답해 보세요. 나 다시 이사해야 할 것 같아. 왜? 얼마 전에 이사하지 않았어? 맞아. 한 달밖에 안 살았는데 윗집이 너무 시끄러워서 공부를 할 수가 없어. 윗집 아이들이 계속 뛰어다녀. 윗집에 가서 얘기해 봤어? 응. 음. 그런데 아이들이 어려서 말을 안 듣는 것 같아. 그래서 다시 이사하려고. 바로 이사할 수 있어? 응. 음, 집주인한테 말했는데 다음 주면 나갈 수 있을 것 같아. 너 사는 집은 조용해? 응. 조용하고 시설도 좋아서 살기 편해. 빈 방이 있을까? 내가 집주인에게 물어봐 줄까? 그래. 한번 물어봐 줘. 고마워. โอเคအတန်ဖိုင်လေးကိုခဏရက်မယ်ပြန်လာထောင်းမယ်ပေါ့နော်ကိုယ်တိုင်အရင်ဖြည့်ကြည့်မယ်ပေါ့နော်ဆိုတော့နောက်မှကျွန်တော်တို့ listening test လေးကိုတစ်ချက်လောက်အတူတူကြည့်ကြအောင်နာဒါရှိအီစာဟေယားဟာကောကထာငါပြန်ပြီးတော့အိမ်ပြောင်းရလိမ့်မယ်နဲ့တူတဲ့ဟုတ်ကဲ့အော်မာဂျွန်နဲ့အီစာဟက်ဂျန်နာဆိုဘာလို့လဲအော်မာဂျွန်နဲ့တိတ်မကြခင်ဒီခင်ကပဲအီစာဟာဂျန်နာဆိုအိမ်ပြောင်းခဲ့တာမဟုတ်လားမကြဟုတ်ပါတယ် 한 달밖에 한 달밖에 안 살았는데 우리 집이 너무 시끄러워서 공부를 할 수가 없어. 한 달밖에 안 살았는데 알람 앞에 번호 문의가 야리비메로 우리 집이 너무 시끄러워서 아버지 애가 아얀 나니로 모로 공부를 할 수가 없어요. 살리라로 마야나이무. 우리 집 아이들이 계속 뛰어다녀. 아버지가 그리리가 사다이 뛰 러니자래.

ဘာလို့အီစာဟာဆူအစ်ဆောချက်ချင်းအိမ်ပြောင်းနေလားတဲ့။အင်းဒီကျူဘင်ဟန်တဲ့မာရန်နန်တဲ့တောင်းချုံမျိုးနာဂါဆူအစ်ဆောကကတ်တာ။အင်းဒီကျူအင်းဟန်တဲ့အိမ်ရှင်စီကိုမာရန်နန်တဲ့ပြောခဲ့ပြီးသွားပြောပြီးသွားပြီ။တောင်းချုံမျိုးနောက်တစ်ပတ်ဆိုလို့ရှင်နာဂါဆူအစ်ဆောကကတ်တာအင်းကနေထွန်နိုင်လိမ့်မယ်နဲ့တူတဲ့။နော်နော်စာနုံဂျီဘွန်ဂျိုယုံရဲ့နင်နေတဲ့အိမ်ကရောတိတ်ဆိတ်လားတဲ့။အင်းဂျိုယုံငါကို 시설도 좋아서 살기 편해. 조용하고 레세비도 시설도 좋아서 아싸원가래 가운데 되자 살기 편해요. 내단야라 네, 아슴이래. 빙방이 있을까? 아칸로 시라움라. 내가 집주인에게 물어볼 줄까? 아가 애인 반신지고 매지야물라 매지빼야물라 그래 한번 물어봐줘. 응, 음, 대진이 매지 매, 매, 매 ကြည်ပေးပါကိုမော်ဝကျေးဇူးတင်ပါတယ်ဆိုပြီးတကယ်ချင်းချင်းချင်းပြောထားတယ်ပေါ့နော်ဆိုတော့နောက်မှကျွန်တော်တို့ဒီအဖြေလေးကိုချက်ကြည့်အောင်နမ်ဇာကဝေဣစာရဟာကိုရှိပေါ်ဟေယိုအမျိုးသားကဘာလို့အိမ်ပြောင်းချင်ရတာလဲအာလမဂျွန်ဂူရီမူဂိုရုစီကိုမန်ကန်တဲ့တပုံကိုရွေးချေပါတယ်ဆိုတော့တနှစ်သုံးဘာကိုရေးလိုက်ကြလဲတော့အဘောတက်ကဆူတာဖြစ်တဲ့အတွက်အတန်ကအပေါ်ကနေလာတာဖြစ်တယ်ပေါ့နော်ဆိုတော့နံပါတ်1ကိုပဲ ယူရမှာဖြစ်တယ်ပေါ့နော်အာဝီဂျီပီနော်မှုစီကရောပေါ်ဆိုဘောတကအရန်ဆူညံလို့တဲ့နံပါတ်1ကြနံပါတ်2ကကြသူ့ရဲ့ကလေးတွေကဆူညံနေတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြတော့နှစ်ကိုမာတယ်ပေါ့နော်နံပါတ်3ကကြအပြင်မှာပေါ့နော်လမ်းနေနီးတဲ့ခါကြတော့အပြင်ကားတန်ကြီးဆူညံနေတယ်ဆိုတော့ပုံပုံပြတာတာဖြစ်တယ်ပေါ့နော်ဆိုတော့အမ်နံပါတ်1ရဲ့အပြင်ကနံပါတ်2ကိုရွေးလိုက်တယ်โอเคနံပါတ်2ကြမန္တန်ကောစုခိုးလို့စီကိုမှန်ကန်တဲ့ဟာကိုရွေးချပါ နမ်ဂျာနောဟန်ဒါလ်ဂျွန်နဲ့အီဆာရုဟက်စင်နီတာအမျိုးသားဟာတလမတိုင်ခင်ကအိမ်ပြောင်းခဲ့ပါတယ်တဲ့မှန်တာပေါ့နော်ဒီမဲ့ကြီးဟန်ဒါလ်ဘက်ကအန်ဆာရနန်ဒေတလအပြင်မနေခဲ့ရဖူဝီမဲလို့တလအပြင်မနေခဲ့ရဘူးတလအပြင်နေရတယ်ဆိုတော့ပြောပါတော့အတိတ်ပဲပေါ့နော်ဟန်ဒါလ်ဂျွန်နဲ့တလမတိုင်ခင်ကပေါ့နော်ဇာကောက်လှည့်ပဲပြောနေတာโอเคဆိုတော့အပြင်မန်ကိုနံပါတ်1ကိုရေးလိုက်ပြီနံပါတ်2ကြောက် နမ်ဂျာနောယောဂျာဝါဘူတုံးဆန်းနဲ့ကာလကောရှင်မိတာအမျိုးသားဟာအမျိုးသမီးနဲ့အိမ်ချမ်းမီကျိုးဆောင်ကြီးကိုသွားမှာဖြစ်ပါတယ်တဲ့ဟုတ်ရလားမဟုတ်ဘူးနော်အမျိုးသမီးကအာသူကအိမ်ပိုင်ရှင်ကိုမေးပေးရမလားလို့ပြောတာဖြစ်တယ်ပေါ့နော်အဲဒီခါမှာကောင်းလေးကလည်းမေးပေးပါဆိုပြီးတော့ပြောတာဖြစ်တယ်တဲ့ကောင်းမလေးကမေးခိုင်းတာသူကမေးတာမဟုတ်ဘူးပေါ့နော်အဲဒီခါကျတော့နံပါတ်2ကိုလည်းမားတယ်လို့တွေ့လိုက်တယ်နံပါတ်3ကြောက်နမ်ဂျာနော ယောက်ျားရဲ့ဒီကျင်းကွာအီယာဂီတူရဲ့စင်မီတာအမျိုးသားအမျိုးသမီးရဲ့အင်ရှင်နဲ့စကားပြောခဲ့ပါတယ်တဲ့အတိတ်ကာလကိုပြောတာပေါ့နော်မားတယ်ပေါ့နော်ဒီနေရာမှာအလိုပြောပေါ့နော်ကောင်းမလေးကသူ့ဘာသူမေးမှာဖြစ်တယ်ပေါ့နော်ကောင်းလေးကမေးတာမဟုတ်ဘူးပေါ့နော်အဲ့ဒီခါကျတော့နံပါတ်3ကိုလည်းမားတယ်လို့တွက်လိုက်တယ်ဆိုတော့နံပါတ်2ရဲ့ပြင်မှန်ကိုနံပါတ်1ကိုပဲရွေးလိုက်တယ်โอเคအပြင်းမှန်ရလားကျွန်တော်ရှင်းပြတာနားလည်ရလားမသိဘူးပေါ့နော် နောက်နေ့မှာကျွန်တော်တို့ဒီခန်းမှာလေ့လာရမယ် reading book လေးကိုလူလူဖတ်ပြီးတော့လေ့လာကြည့်ကြရအောင်โอเค 送နေကြည့်ပြီးရဲ့ကျေးဇူးများအိုက်တင်ပါခင်ဗျာ